မင်္ဂလာပါရှင်ဒီနေ့နေ့လယ်ခင်းသေးစားအဖြစ်မုံစီကျော်လှူစားဖြစ်ပါတယ်လုံးရတာလဲလွယ်ကူပြီးတော့အချိန်လဲမကြတာမို့လို့လုံနည်းလေးကိုမျှဝေပေးပါမယ်ရှင်မွေးကောင်းမြင်မုံတထုပ်ကိုအသုံးပြုပါရစေ ဆံမှုကိုတော့ထမင်းစားစုံနဲ့နှစုံမောက်မောက်ရောထည့်ပါမယ်။စာလက်ဖက်စားစုံနဲ့တစုံရော့ရော့လေးထည့်ပါမယ်။တမအောင်ငွေထားပေးလိုက်ပါမယ်ရှင်။တညရေရတော့ကြိုထားပြီးသားရှိတာမို့လို့တခါတည်းအများကြီးမထည့်ပဲနဲ့နည်းနည်းချင်းစီခွဲထည့်ပြီးໝွေလိုက်ထည့်လိုက်နဲ့ໝွေပြီးလိုက်ပါတယ်ရှင်။ ထညက်အလေးချိန်ကတော့15ချက်သားလောက်ရှိပါတယ်။ကိုကအချိုပိုကြိုက်တယ်ဆိုလို့ရှိရင်တော့ထညက်ရည်လေးကိုပိုပြီးထည့်လို့ရပါတယ်ရှင်။ မပြည့်မကျဲနဲ့အခုလိုအနေထားမျိုးဆိုလို့ရှိရင်တော့ကြော်လို့ရပါပြီ။နှမ်းနဲ့မြေပဲမညက်တညက်ထောင်းထားတာကိုပါ ရောပြီးတော့ကြော်ပါမယ်။ပုံမွေးပြီးတော့ဈာကောက်ပါတယ်ရှင်။အခုကတော့ဒီတိုင်းရတာကိုသုံးချက်လောက်အရင်ကြော်ပါမယ်။စီပူလိုက်တော့ထည့်ပြီးကြော်ပါမယ်။မီးအနေတော်နဲ့ပဲကြော်ပေးရပါမယ်။ ကိုကပျော့ပျော့လေးပူကြိုက်တယ်ဆိုရင်တော့ခဏပဲထားပြီးတော့ကြော်ပေးပါချွတ်ချွတ်လေးစားခြင်းလည်းဆိုရင်အချိန်ပူပြီးတော့ကြော်ပေးရပါမယ်ရှင်ဒီမုန်းစီကြော်ဟာဆိုရင်တော့လှုပ်ရှားရတာကလည်းအရင်လွယ်ကူပါတယ်။အိမ်မှာကိုယ်တိုင်ကြော်စားတဲ့အခါကျတော့စီတန်းတန်းနဲ့လည်းစားရတာပေါ့နော်။အကုန်ကြလည်းတတပါပါတယ်ရှင်။ ဒီမှာတော့ပျော့ပျော့အီးအီးလေးစားကြနေအောင်လို့ခဏပဲကြော်ပြီးတော့ဆဲလိုက်ပါရရှင်။ ကျန်တဲ့မုန်နှစ်တွေကိုနှမ်းနဲ့မြေပဲပါရောပြီးကြော်ပါမယ်။နှမ်းအနဲ့မုံမွေးလေးနဲ့မြေပဲရဲ့အစိမ့်အရသာပါတဲ့မုတ်ချီကြော်ကလည်းတမျိုးစားကောင်းစေပါတယ်။အခုလုပ်ပြထားတဲ့အကျိုးအစားအတိုင်းမှာ မုတ်စီကျော်ကိုချက်ရပါတယ်ရှင်။ ခုဆိုရင်တော့အိမ်မှာပဲခဏအတွင်ကြော်လို့ရတယ်မုတ်စီကြော်စားလို့ရပါပြီရှင်။